တော့နှစ်ပါးရှိသွားပြီနောက်ဦးဇင်းတို့တတိယမင်္ဂလာကဘာလို့ဆိုတော့တန်တုတ်ဖြီနော်ရတာကိုကျင့်တတ်တဲ့စိတ်ကလေးနဲ့ရောင်ရဲတင်းတင်းတဲ့သဘောတရားနော်တန်တုတ်ဖြီတဲ့တတုတ်ဖြီတဆိုတာမိမိဥစ္စာကိုယ်မှရှိနေတာကိုယ်မှဖြစ်နေတာကိုယ်မှရနေတာနော်အဲ့ဒါနဲ့တုတ်ဖြီနှစ်တက်တယ်ကျင့်တတ်တယ်ဆိုတဲ့စိတ်နော်ဖြစ်နေတာလေးကိုကျင့်တတ်တယ်ဆိုတဲ့စိတ် အဲ့ဒီကျင့်တ်မှုနဲ့ရောင်ရဲနိုင်တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ချမ်းသာတယ်။နောက်အဲ့ဒီပုဂ္ဂိုလ်ရဲ့အတွင်းတဏ္ဍာမှာအလွန်အားငြိမ်းချမ်းတယ်။တဏှုတ္တိရှိရင်ငြိမ်းလဲငြိမ်းချမ်းတယ်။ပေါ်လဲပေါ်ပါတယ်လွတ်လဲလွတ်လပ်တယ်။မြင့်မြတ်မှုတွေလည်းအများကြီးဖြစ်နိုင်တယ်။ဒါကြောင့်တဏှုတ္တိသည်အလွန်တရာမှကြီးကျယ်တဲ့မင်္ဂလာတရားဖြစ်တယ်။ဟုတ်လား။ဒီတဏှုတ္တိမရှိဘူး။တဏှုတ္တိရဲ့ဆန့်ကျင်ဘက်ရောင်ရဲမှုရဲ့ဆန့်ကျင်ဘက်မကျင့်တတ်နိုင်ခြင်းရဲ့ဆန့်ကျင်ဘက်ကဘာလို့ဆိုတော့အလိုကြီးခြင်းဆိုတဲ့မေရှာတရားနော် ဘာရလို့မှအားရနိုင်တယ်လို့မရှိ ဟုတ်လားဘာရလို့မှကျင်နေနိုင်တယ်လို့မရှိဟုတ်လားအေးအဲ့ဒါလို့အလူကြီးနေမယ်ဆိုရင်တော့ဒါမင်္ဂလာပြည့်တယ်တန်တုထီမင်္ဂလာပြည့်တယ်ပေါ့နော်ဒါကြောင့်ပြည့်တဲ့ဘုရားတော်တို့ကိုယ့်ရဲ့ဘဝမှာမင်္ဂလာတရားတွေနဲ့ပြည့်စုံအောင်တွဲတော့တန်တုထီဆိုတဲ့ရောင်ရဲခြင်းတင်းနေခြင်းရှိဖို့မလိုဘူးလားဗျာလို့လေဒီနေ့မှာဦးဇင်းတို့တန်တုထီနဲ့ပတ်သက်ပြီးတော့ဟောဒေသနာတွေအများကြီးရှိပါတယ် ဒုတိယဒုက္ခယာဣတ္တိတရေနလောကကြီးမှာကြောင်ရင်းနိုင်မယ်ဆိုရင် ချမ်းသာတယ်။တန်ဒုတ်တိပရမန္တနရောင်ရဲခြင်းသည်အလွန်ကင်းဆုံးသောအမောမြတ်ဆုံးသောဥစ္စာပစ္စည်းဖြစ်တယ်။အစရှိသည့်ဖြင့်မြတ်စွာဘုရားဟောတာတာဒီပိဋကတ်ကိုကြားဖို့မှာပါ။အဲမှာဥရှင်ရှင်းဝင်စားတဲ့အချက်ကလေးတစ်ချက်ရှိတယ်။အဲ့ဒီဒေသနာနဲ့ပတ်သက်ပြီးတော့တန်ဒုတ်တိပရမန္တနဆိုတာလေ။ဟုတ်လား။ရောင်ရဲခြင်းသည်အလွန်ကင်းဆုံးသောဥစ္စာပစ္စည်းတဲ့။ ဥစ္စာပစ္စည်းနဲ့ခိုင်းနှံပြီးတော့ဟောထားတာကိုအလွန်မှဥစဉ်ကသဘောကျတယ်။ငရောင်ရဲခြင်းကိုဥစ္စာပစ္စည်းတောင်မှတာမဥစ္စာပစ္စည်းမဟုတ်အလွန်ကဲဆုံးသောအမောမြတ်ဆုံးသောဥစ္စာပစ္စည်းတဲ့။ဒီဥစ္စာပစ္စည်းကမျက်စိနဲ့တော့လည်းမမြင်ရ။ဘာနဲ့မှလည်းလဲလို့တော့မရ။သို့တော့ဒီဥစ္စာပစ္စည်းကိုတကယ်ပိုင်ပြီဆိုလို့ရှိရင်တခြားဥစ္စာပစ္စည်းတွေများများစားစားမပိုင်ဆိုင်တော့လည်းပဲဒီပုဂ္ဂိုလ်ရဲ့ဘဝမှာချမ်းချမ်းသာသာနေလို့ရတယ်။ နော်တခြားဥစ္စာပစ္စည်းတွေဘလောက်ပဲပိုင်ထိုင်မှုကြီးပါလေပြောပြောဘလောက်ပဲချမ်းသာပါလေပြောပြောဒီယုံရင်မှုဆိုတဲ့ဥစ္စာပစ္စည်းကိုသာမပိုင်ဆိုင်သေးဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်တကယ်ချမ်းသာတဲ့ပုဂ္ဂိုလ်လို့မဆိုနိုင်ဘူးဟုတ်တယ်မယုံရင်မှုဆိုရင်သူ့စိတ်ထဲမှာလိုအပ်ချက်တွေအများများနေမှာဖြစ်တဲ့အတွက်ကြောင့်ပြည့်စုံတယ်ဆိုတာသူ့မှာမရှိဘူးမပြည့်စုံရင်တော့ဒါဆင်းရဲတဲ့လူလို့ပဲခေါ်ရမှာပေါ့ဟုတ်တယ်မဟုတ်လားဒါကြောင့်ယုံရင်မှပြည့်စုံတာပြည့်စုံမှချမ်းသာတာမဆိုနိုင်ဘူးလားဗျာ မယောင်ရင်ရင်မပြည့်စုံဘူးပြည့်စုံရင်တော့မချမ်းသာတာပဲအဲ့တော့ချမ်းသာခြင်းမချမ်းသာခြင်းပြည့်စုံခြင်းမပြည့်စုံခြင်းတည်းရှိတာမရှိတာနဲ့သိပြီးတော့မဆိုင်မြန်ဘူးထိုက်တဲ့နဲ့စားဝတ်နေရတော့ပြည့်စုံရမှာပါနော်အဲ့လောက်ကြီးလုံလုံကဲကဲတွေးဖို့လည်းမတင်တော်ဘူးပေါ့ဟုတ်လားအေးတိုးတော်လည်းပဲရောင်ရင်မှုဆိုတာမရှိဘဲနဲ့ပြည့်စုံတယ်ဆိုတာကတော့မရှိနိုင်မပြည့်စုံဘူးဆိုရင်တော့ချမ်းသာတယ်ဆိုတာလည်းမရှိနိုင် ုတ်လားဒါကြောင့်ရောင်ရည်ချင်းသည်ဘဝမှာအချမ်းသာစေသုံးသောဥစ္စာပစ္စည်းဖြစ်တဲ့အတွက်ကြောင့်အလွန်ကင်းဆုံးသောအမွန်မြတ်ဆုံးသောဥစ္စာပစ္စည်းလို့ဆိုရတယ်ဟုတ်ရလားဒါကြောင့်ပိဋကပေါင်းတော်တို့ရောင်ရည်နိုင်မှုတင်းတင်းနိုင်မှုလို့လေဒီနေမှာဦးဇင်းတို့ဦးဇင်းတို့အမိပြုတ်ပြီးတော့ဟောနေတယ်တို့တပြေကံဆရာဘုရားကြီးရေးခဲ့တဲ့ပေကြီးနေတရားတည်းမှာဒီရောင်ရဲချင်းနဲ့ပတ်သက်ပြီးတော့ဆရာကြီးကဗာလိပြောထားတော့ဆိုတော့ဟိုဟိတောပရိသမှာလာတဲ့စကားလေးတစ်ခုကိုဆရာကြီးကထည့်ရေးထားတယ်။အဲ့ရဗာရေးထားတော့ဆိုတော့ဦးဇင်းတို့ ။အော်ဖနက်သေးဖနက်စည်းထားတဲ့ပုဂ္ဂိုလ်အတွေ့နော်တလောကလုံးဟာတည်ပြားတွေခင်းထားတာနဲ့တူတူပါပဲလို့အဲ့လိုပြောထားတဲ့စကားလေးကိုဆိုကြီးကထည့်ရထား။နော်စည်းထားတာကတော့ကိုယ့်ရဲ့ခြေဘောအောက်မှာတည်ဖနက်ကလေးတည်ရမယ်စည်းထားတာပါ။ဒါဒီဖနက်ကလေးကိုမချွတ်ဘူးဆိုရင်တော့ကိုယ်သွားနေရသွားနေရတိုင်းကိုတည်ခင်းထားတယ်လို့မဆိုနိုင်ဘူးလား။ တင်တို့ချဲ့ထွင်ပြီးတော့စဉ်းစားနိုင်နိုင်မယ်လို့ထင်ပါတယ်နော်ဒါကြောင့်လောကကြီးမှာဘလောက်ပဲပိုင်ဆိုင်မှုတွေကြီးလို့ပစ္စည်းဥစ္စာတွေဘလောက်ပဲများပါတယ်ပြောပြောတည့်ရမှာ၃လနဲ့ပြင်မစားနိုင်ပါဘူးလှယုံပြင်ဘူးလို့မရပါဘူးကြောတခင်းစားပြင်အိတ်လို့မရပါဘူးဒါကြောင့်တကယ်တမ်းချမ်းသာတယ်ဆိုတာကလောကီလို့တွက်ကြည့်မယ်ဆိုရင်တော့မှနော်ဓမင်းဆိုတာမိမချမ်းသာတယ်လို့ဆိုလို့ရတာဟုတ်လားအိယာကြီးတွေဘလောက်ကောင်းကောင်းနှိမ့်နှိမ့်ချမ်းချမ်းအိတ်ပြုံမှာချမ်းသာတာပါ ဟုတ်တယ်မို့လား ။အိမ်ကြီးတွေဘလောက်ကောင်းကောင်းစိတ်ချမ်းသာကိုချမ်းသာနေနိုင်မှကောင်းတာပါလေ။ချို့အလွန်စိတ်ပြည့်စရာကောင်းတယ်လို့အရင်ထင်တယ်။အလွန်ချမ်းသာတဲ့အိမ်ကြီးတွေကြီးနေမဲ့လူမရှိဘူး။ဟုတ်လား။သူတို့ကဘယ်နေတော့ဆိုတော့လူတွေအလွန်ရှုပ်ထွေးခတ်နေတဲ့ဈေးဆိုင်မှာပဲနေနေရတယ်။ဟုတ်လား။အိမ်ကြီးတွေကတော့အကြီးကြီးတွေဆောက်ထားကြတယ်ချို့နော်။အဲဒါစဉ်းစားရလေးတွေကိုပြောတာပါဒါပေမဲ့ဗေကိစ္စမျိုးမှာအဆုံးရအောင်တော့မတွေးတင်ဘူးပေါ့ဟုတ်လားဒီနေ့မှဦးဇင်းတို့ဟိုရောင်ရဲရမယ်ဆိုတာက ဟောအရာခတ်သိရောင်ရဲရမယ်လို့ပြောလို့တော့မရဘူးပေါ့လူငယ်တွေနဲ့ပတ်သက်ပြီးဦးဇင်းတို့ပညာရေးစီးပွားရေးတော့အဆသာရရာဒီဥစ္စာတွေကိုရောင်ရဲရမယ်တော်ပါပြီလို့လုပ်ရင်တော့အဲ့ဒါရောင်ရဲမှုလို့မဆိုနိုင်ဘူးတဲ့အဲ့ဒါဆုံးနေခြင်းပြည့်ရခြင်းလို့ဆိုရမယ်လို့ဆိုရည်အဲ့ဒီမှာရေးထားတာလည်းရှိနော်ဒါကြောင့်ပညာရေးလည်းပဲတက်ကြွအောင်ကြိုးစားကြရမယ်ဒီနေရာမှာဦးဇင်းတို့ရောင်ရဲရမယ်ဆိုတာကကိုရထားတာကိုရှိထားတာကိုမကျင်တတ်တဲ့စိတ်မမွေးတဲ့ ကျင့်တဲ့စိတ်ကလေးနဲ့ဒါစိတ်ချမ်းသာကိုချမ်းသာနေနိုင်အောင်ကြိုးစားရမယ်။ဒီအချက်ကလေးဟာအလုံးမလည်းပဲဖြစ်တဲ့လေဥယျင်ထင်ပါတယ်။ဟုတ်လား။ဒါကြောင့်ပေးတဲ့ပေါင်းတရောင်းတို့ရောင်ရရမယ်။မရောင်ရဘူးဆိုရင်တော့အလိုဆန္ဒတွေအရန်ကြီးပြီးတော့မင်္ဂလာပြက်လိမ့်မယ်။ဟုတ်ရလား။ဒီနေ့မောင်ရှင်တို့စောကြီးကဒီနေ့မှသူကဘာဇတ်တော်လေးကိုတာရကဖြစ်ထုတ်ထားတော့ဆိုတော့မရောင်ရရင်နောက်ပြစ္စည်းမှုကြုံနိုင်တယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဟိုဥယျင်တို့ဇတ်တော်လေးတပုတ်ကိုထုတ်ပြထားတယ်ဗျ။ တပုသောဘဝတုန်းကဦးဇင်းတို့ဖခင်လောင်းကြီးကနော်တမီလေး3-4ယောက်လောက်ရပြီးမှနော်အဲ့ဒီမိသားစုကိုပြစ်ပြီးတော့တေးသွားတယ်ပေါ့တေးတော့ဘာဖြစ်တော့ဆိုတော့ဟိုရွှေဟင်းသာတကောင်သွားဖြစ်တယ်ထူးထူးဆန်းဆန်းမှာပဲဘလို့ကံအကျိုးပေးရတော့မသိဘူးအဲ့ဒီဟင်းသာရဲ့အတောင်တွေကရွှေတောင်တွေလို့ဆိုတယ်ဒါတော်တော်ဆန်းကျင်တဲ့ကိစ္စပေါ့လေဟုတ်လားအဲ့ဒါနဲ့သူကပြန်ပြီးတော့လည်းပဲဇာတိပဒဏ်ညာနဲ့ဒီဇနီးနဲ့ဒီသမီးတွေကိုသူအမှတ်ရတယ် အဲ့တော့ तू မရှိတဲ့နောက်ပိုင်းမှာဒီမိသားစုဆင်းရဲနေတာကို तू သိရတော့ तू စိတ်မချမ်းသာအဲ့ဒါနဲ့ तू ပြန်သွားပြီးတော့မလုပ်တော့ဆိုတော့သူ့ရဲ့အတောင်ပံတရောင်ကိုချွတ်ပြီးတော့ပေးတယ်။ရွှေဆိုတော့တံမူးရှိတာဆိုတော့နည်းနည်းစားနိုင်တောင်းနိုင်လေးဖြစ်အောင်လုပ်ပေးတာပေါ့လေ။အဲ့လိုနဲ့တလားတစ်ချိန်နှစ်လားတစ်ချိန်လမ်းလမ်းပြီးတော့သူကပေးတယ်။အဲ့လိုပေးတဲ့အခါကျတော့အထူးသဖြင့်သမီးတွေထက်ဒီဇနီးကလောဘကြီးတယ်။လောဘကြီးတော့မလုပ်တော့ဆိုတော့သမီးတွေနဲ့တိုင်မင်းတယ်။ဒီတခါဟိုနင့်အဖေလာလို့ရှိရင် အဲ့ဒီအတောင်တွေအကုန်လုံးကိုတို့နှုတ်မယ်တတိချံဆိုတာပြောလို့မြင်ပြောလို့ရတာမဟုတ်ဘူးဟုတ်လားသူစိတ်ပါလို့လားမစိတ်မပါရင်ဘယ်တော့ခေါ်လို့မှရမှာမဟုတ်ဘူးအဲ့တော့ယာရုံးကိုအကုန်ယူထားတာကောင်းတယ်အဲ့တမီးတွေကဖေကြီးကိုသနာတော့အဲ့လိုမလုပ်ဖို့တားရတယ်ပေါ့ဒါမှမရအောင်အနောက်တစ်ခါလာပြီဆိုတော့သူ့ကိုတခါတည်းတစ်ခေါက်တောင်းနဲ့အုပ်ပြီးတော့သိလားအဲ့ဒီအတောင်တွေကိုအကုန်နှုတ်တယ်ဒကမကြီးကအဲ့တော့သူစိတ်ပါလက်ပါမပြီးတဲ့အတွက်ကြောင့် အဲ့ဒီအတောင်တွေကအကုန်လုံးသူ့လက်ထဲမှာဗျိုင်းတောင်တွေဖြစ်တယ်လို့ဆိုတယ်။အဲ့ဒီမှာရွှေရင်သာကလည်းမပြန်နိုင်တော့ဘူးအတောင်မရှိတော့။အတောင်မရှိတော့မပြန်နိုင်တော့ဘာလုပ်တော့ဆိုတော့စင်ဦးတွေထည့်ထားပြီးတော့ဘောကလင်မနဲ့အုပ်ထားတယ်ဟုတ်လား။အဲ့ဒါအဲ့ဒီမှာစာတို့ဘာလို့တော့ကြွေးတယ်ပေါ့။အဲ့ဒါနဲ့နောင်အတောင်ပေါက်လာတော့လည်းပဲဒီလိုပဲဗျိုင်းတောင်တွေပဲပေါက်လာ။အဲ့ပြန်နိုင်တော့ပြန်သွားတယ်ပေါ့။အဲ့ဒီဇက်တော်လေးတဖို့ရှိ။ဒါကြောင့်ရတာကိုတင်းတိမ်တဲ့စိတ်၊ကျင်တဲ့စိတ်မမွေးနိုင်ဘူးဆိုလို့ရှိရင်ဒါရုပ်မာတဲ့သဘောလေးဖြစ်တယ်ဆိုပြီးတော့အဲ့ဒီမှာဟောထားတာရှိတယ်။ နော်ယံလက်တံတေနတုတ်ထပ်ဗံအတိလောဘောဟိပါပကောတဲ့ယံလက်တံတေနတုတ်ထပ်ဗံရတာကိုကျင့်တတ်တဲ့စိတ်နဲ့ရောင်ရဲဖို့လိုတယ်လောဘအလွန်ကြီးရင်အဲ့ဒါရုံမာတယ်လို့ဆိုရပေတယ်အတိလောဘဟိပါပကောတဲ့အလွန်လောဘကြီးတယ်ဆိုရင်အဲ့ဒါရုံမာခြင်းတစ်မျိုးပဲဟုတ်တာပေါ့ လောဘတကယ်ကြီးလာပြီရှင်မလို့တင်တာလည်းလုပ်မယ်မပြောတင်တာလည်းပြောမယ်မတွေးတင်တာလည်းတွေးမယ်ကံသုံးပါးဟာအလွန်တရာမှမတန့်မရှင်းမစင်မကြေဖြစ်เสียကြောင်းမရှိဘူးလားရှိတယ်အေးဒါကြောင့်ပိဋကဘောတရောင်းလို့တန်တုဋ္ဌိဆိုတဲ့ရောင်ရင်းချင်းတင်းတင်းချင်းမင်္ဂလာပြောရင်ကုန်နိုင်ဖို့ရမရှိဘူးနော်အေးဒါကြောင့်ဦးဇင်းတို့အချိန်ကိုကြည့်ပြီးတော့ပြောနေရတာဆိုတော့နော်မင်္ဂလာတစ်ပါးတစ်ပါးကိုစိတ်ရှိလက်ရှိပြောလို့မရဘူးဖြစ်နေတယ်ပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ဘယ်နှပါးရှိသွားပြီတော့